ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကီနှလုံးနီးအဆက်ကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်နောက်ထပ်နီးနှမျိုးအတီကိုလည်းကျွန်တော်ထည့်ပေးတော့မှာဖြစ်တယ်ပေါ့နော်ဒီငါတုံများလေးကနီးစားပြီးတော့ပြပေးထားတာဖြစ်ပါတယ်တုံများလေးတဲ့ရှေးလျှောက်ခွန်လျှောက်တုံများ6 66နှစ်66ငါးကိုလျှောက်နှစ်အတွင်းနှမျိုးစလုံးပဲဖြစ်ပါတယ်ပေါ့နော်နှစ်တော်များကို009 9300 3004ပြီးတော့ဒီဘက်မှာ963ဖြစ်ပါတယ် ရှောက်ရှိခွန်နည်းနည်းခွန်3ရှိရှိ3တော်များကို3ငါးနှစ်3ငါးနှစ်တပင်မှာကလေးကကျွန်တော်တင်ပြထားတယ်ဗောနောပြီးတော့ဒီ3ကိုနှစ်ဆိုတဲ့အတွက်ကြောင့်မို့တော်များ၄ကီးပြည့်သွားပြီးတော့ခွန်3ကီးမှာဆိုရင်တော့အသုံးတလုံးထိရှိနေရကဖြစ်ပါတယ်ခင်ဗျာဒီတော်များ၄အထီကီးဆိုတာလေးကတော့ပြီးခဲ့တဲ့ဘက်မှာပြည့်သွားခဲ့ပြီဖြစ်တယ်ဗောနော โอเคကျွန်တော်ဒီခွန်တုံးကီအဆက်ကိုအတုံးလိုတဲ့မိတ်ဆွေတွေအတွက်ဆက်နေခြင်းအတွက်ကျွန်တော်ပြန်လည်မျှဝေတော့မှာဖြစ်တယ်ပေါ့နော်ခွန်တုံးကီမှာ၃ခုနိအဲ့ဒီနိအဆက်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာအဲခွန်ခွန်ကိုခွန်တုံးများတုံးများကနေတပင်ရှင်းပြပေးထားတာဖြစ်ပါတယ်ပေါ့နော်963 68ခွန်နိနိခွန်388 3ခုကီမှာ၃တုံးများကိုငို၉ခုကီမှာ၃ 3ငါနိခွန်3ကီမှာ3ကိုနိဆိုတဲ့အတွက်ကြောင့်မို့3ဒလုံးထိပ်ဖြစ်ပါတယ်ဗောနော်3ထိပ်3ကိုနိဖြစ်ပါတယ်โอเคကျွန်တော်တို့12ကြိမ်အတွက်ထပ်ပြီးလေ့လာကြအောင်ဗောနော်ငါ3ညာခွန်3ကိုနိဖြစ်ပါတယ်ငါ3ညာခွန်3ကိုနိပြီးရင်3ညာ6ဖြစ်ပါတယ်ဗောနော်3ညာ6ပြီးတော့နိ၄3နိ၄3ပြီးတော့3ညာ3ခွန် 2996ဖြစ်ပါတယ်ခင်ဗျာခေတ္တဆိုင်ကျွန်တော်တို့အပေါ်အနည်းအတိုင်းပဲပေါ့နော်ငါးမှာတစ်ကြိမ်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ၃ညမှာတစ်ကြိမ်ယူရမယ်၆နှစ်ကြိမ်ပြီးရင်ဒီ၄မှာတစ်ကြိမ်၉ကို၄နဲ့ထမ်းမြောက်ပြရမှာဖြစ်တယ်ပေါ့နော်ငါဆိုရင်၆နှစ်ကြိမ်ပေါင်း၁၀နှစ်ကိုဒီ၄နဲ့ပေါင်းရင်၆ကိုယ်လေးဒီလေ36ဆိုတဲ့အတွက်6နဲ့6ပေါင်းတော့ပေါင်းရှင်းဆက်နေရတယ်ပေါ့နော်နှစ်ကိုကျွန်တော်6နဲ့ပေါင်းတာဆိုရင် နိရှိကီဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ပြခဲ့တဲ့ဒီ95ကီမှာ39နှစ်ပြီးတော့83ကီမှာ39နှစ်အနည်းအဆက်ပြီးဆက်နှစ်ချိန်မှာတော့နိရှိအထီကီဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာနိရှိကီရမယ်ပေါ့နော်โอเคဒီ7တလုံးတော့ကျွန်တော်အားနေထဲမှာတော့ပါတယ်ပေါ့နော် ရှင်းနေရှိကိမှာရှေရှောင်းသုံးဆိုပြီးတော့အရှိတလုံးချပေးသွားခဲ့ဖူးတယ်ခင်ဗျာနေရှိအတ္တိကိတီဆက်နေချိန်အတွက်ဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်ဤတစ်ခုဖြစ်ပါတယ်နောက်ထပ်ဤအတ္တနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဒါကတော့ကိနှလုံးနောက်ထပ်တစ်မျိုးအတ္တဖြစ်ပါတယ်ပေါ့နော်နံပါတ်1အနေနဲ့ကျွန်တော်ချစ်တဲ့အထီးကိရတယ်ပေါ့နော်ချစ်တဲ့အထီးကိမှာတည်တည်ရှောင်းဆိုတဲ့အတွက်တည်တလုံးထိနေအလေဖြစ်ပါတယ် ပြီးရင်နံပါတ်2မှာတော့ကျွန်တော်3 6 key ဆိုပြီးရတာဖြစ်ပါတယ်။3 6 key မှာ6 9တုံများဆိုတဲ့အတွက်6ဒီထိပ်စီဖြစ်ပါတယ်။နောက်ထပ်နံပါတ်3မှာ2အရာ9 2အထိ key ဆိုပြီးရတယ်ပေါ့နော်။5 9 3ဆိုတဲ့အတွက်9ဒီအလဲဖြစ်ပါတယ်။နောက်ထပ်နံပါတ်4မှာတော့တုံများ3အထိ key ဖြစ်ပါတယ်ခင်ဗျာ။ရှားပြီးတော့တာက9တုံညာလေးဆိုတဲ့အတွက်တုံညာဒီအလဲထင်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်9မှာတော့9ချက်အထိကြီးရတာဖြစ်ပါတယ်ခင်ဗျာ ငါးတုံညာသုံးဆွေအတွက်အထီးကင်းငါးတလုံးထိပ်စီဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်နံပါတ်6မှာတုံညာသုံးအထီးကင်း336သုံးဒီထိပ်နဲ့အလဲဖြစ်ပါတယ်။နံပါတ်9မှာကြာတော့တစ်တလေးအထီးကင်းဖြစ်ပါတယ်ပေါ့နော်။နံပါတ်9မှာတလေးအထီးကင်းရှားပြီးတော့တာကတုံညာလေးတစ်ဆွေအတွက်အလေးရတည်ရဖြစ်ပါတယ်။နံပါတ်6 69အထီးကင်းဖြစ်ပါတယ်။869ဆွေအတွက်အထီးကင်း6ဒီအလဲထိပ်ဖြစ်ပါတယ်။ နံပါတ်9ခွန်တုံညာအထီးကင်းရတာဖြစ်ပါတယ်6တုံညာ6ဆိုတဲ့အတွက်တုံညာအလဲထိန်ဖြစ်ပါတယ်ခင်ဗျာတုံညာအလဲထိန်6တုံညာ6ပေါ့နော်နံပါတ်10စိမ်မှာ3ရှောင်းအထီးကင်းထက်က6ရှောင်းနဲ့6ဒီထိန်နဲ့အလဲဖြစ်ပါတယ်ပေါ့နော်နံပါတ်17မှာ3ရှောင်းအထီးကင်းပဲထက်ရတယ်ပေါ့နော်ခြားပြီးတော့ဒါက6ရှောင်း5ဆိုတဲ့အတွက်6ဒီထိန်စီနဲ့အလဲပဲဖြစ်ပါတယ် နံပါတ်7နဲ့မှာကြတော့6 9အတိကီရှိပြီးရတာပေါ့နော်9 6နဲ့ဆိုရအတွက်အတိကီနှလုံးစလုံး9ကတော့ထိတ်6ကအလဲ9 6နဲ့ဖြစ်ပါတယ်နံပါတ်73ပေါ့နော်နံပါတ်73ကိုဆက်ပြီးတူတူလေ့လာကြည့်အောင်ခွန်3ညအတိကီရတာဖြစ်ပါတယ်3ညအလဲလေးဆိုရအတွက်3ညသည်ထိတ်စီဖြစ်ပါတယ်နောက်ထပ်နံပါတ်74နင်5အတိကီရတာဖြစ်ပါတယ်နင်နစ်တချပြီးတော့ခဲ့တဲ့အတွက်နစ်တလုံးက ထိတ်နဲ့အလဲဖြစ်တဲ့ပေါ့နော် နံပါတ်15မှာ58ကီထက်က843ဆိုတဲ့အတွက်ချစ်သည်ထိတ်ဖြစ်ပါတယ်ဗောနော်နံပါတ်16မှာ36အထိကီရတာဖြစ်ပါတယ်ကီနှလုံးစလုံးပဲအလေနဲ့အပိတ်နေရာမှာ663ဖြစ်ပါတယ်ခင်ဗျာ6ရက်3ရက်663နံပါတ်19ခွန်တုံညာအထီးကိမှာနှစ်တုံညာကိုဆိုတဲ့အတွက်တုံညာအလဲထိုင်နှစ်တုံညာကိုနံပါတ်7ပေါ့နော်လေးခွန်အထီးကိမှာခွန်ခွန်ကိုဆိုတဲ့အတွက်ခုနှစ်တလုံးထိုင်တဲ့အလဲဖြစ်ပါတယ် ဒီမှာတော့နံပါတ်16ချိန်ရှိသွားပြီဖြစ်ပါတယ်ဗောနော်16ပြီးတော့19 19မှာ၄ခွန်အတိကီးဆိုပြီးဖြစ်ပါတယ်ဤအရာဖြစ်ပါတယ်ဗောနော်၄ခွန်ကီးမှာခွန်၃ည၃များဆွဲအတွက်ခွန်နှစ်တလုံးထိစီဖြစ်ပါတယ်နောက်ထပ်နံပါတ်20မှာ၃ချောင်းအတိကီးတဲ့က၃ခွန်ခွန်ဆိုတဲ့အတွက်၃ဒီထိစီနံပါတ်20နဲ့၁ဗောနော်9 9နှစ်အတိကီးမှာ89လေးဆိုတဲ့အတွက်9ဒီအလဲဖြစ်ပါတယ် နောက်ထပ်နံပါတ်20နဲ့နေဖြစ်ပါတယ်36 ATK မှာ963 3969ထိတ်အလင်းနဲ့အပိတ်ပေါ့နော်နံပါတ်20နဲ့3မှာ36 ATK ပဲထပ်ရတယ်686ဒီထိတ်စီဖြစ်ပါတယ်နံပါတ်24မှာနေငါကီဆိုပြီးရတယ်ပေါ့နော်နေနေခွန်ဆရဲအတွက်နေဒီထိတ်စီနဲ့အလဲဖြစ်ပါတယ်နံပါတ်20နဲ့5 36 ATK ရတာဖြစ်ပါတယ်3တလုံးခြာပေးသွားတယ်ပေါ့နော်388ဖြစ်ပါတယ်ခင်ဗျာ နံပါတ်မှန်26903များအထီးကိမှ33များ93များအလဲထိုင်းဖြစ်ပါတယ်နံပါတ်29မှာ3000အထိကီးထည့်ရတယ်ဗောနော်3 9နဲ့3ဒီထိရှိဖြစ်ပါတယ်ခင်ဗျာပြီးရင်နံပါတ်28မှာတော့69ကီးရတာဗောနော်69အထိကီးမှာ39နဲ့ဆိုတဲ့အတွက်ကြောင့်မို့9ဒီအလဲထိန်ဖြစ်ပါတယ်ခင်ဗျာနံပါတ်29ဗောနော်နံပါတ်29 30 29ချိန်ဒီ17ချိန်အတွက်အဲ့ဒီနေ့ကုန်ချိန်တော့ပြန်လည်ပြောင်းပြီးတော့မှဖြစ်ပါတယ်ဒီတစ်တစ်လျှောက်ကနေစပြီးတော့ကုလလော့စေတော့ဒီကီးနှလုံးထဲကတလုံးသုံးမဟုတ်နှလုံးဖြစ်ပါတယ်ဗောနော်ပြန်ပြင်တော့မရှိသေးဘူးခင်ဗျာဒါလေးကတော့သူရဲ့နေ့ဖြစ်ပါတယ်ဗောနော်ဒီ3တုံညာကိုတပင်ကနေ3 9နေ့ဒီတပင်ကိုအတူတူလေ့လာကြည့်အောင်ဒီနေ့က9ချိန်ဖြစ်ပါတယ်နေ့9လီ နေ9ချိန်ပေါင်းချင်း30ပေါ့နော်၃များပဲကြီးမယ်ခွန်က6ချိန်30နဲ့8 8ပဲကြီးပြီးတော့35လီတီ15ဖြစ်ပါတယ်ပြီးရင်ဒီတဲ့9ချိန်ပေါင်းချင်း9နဲ့6ပေါင်းချင်းက15 3နဲ့ချိန်ပေါင်းချင်း6ကိုအနောက်မှာရှိတဲ့9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ပုံသေးပေါ့နော်ပုံဒီဒီနီးတိုင်းပဲတော့มาဖြစ်ပါတယ်9နဲ့9ပေါင်း30 8နဲ့2ပေါင်း30 6နဲ့9ပေါင်းတော့73ဆိုတဲ့အတွက်3ကိုကျွန်တော်3နဲ့ထပ်ပေါင်းပြရတယ်ပေါ့နော်33ပေါင်းတော့6 တုံးချောင်းကီးမှာ3 9နှစ်3ဒီထိပ်စီဖြစ်ပါတယ်တုံးချောင်းအထီးကီးမှာ3 9နှစ်ပေါ့နော်ကျွန်တော်ဒီမှာပြန်ကြည့်ရအောင်နံပါတ်29မှာတုံးချောင်းကီးမှာ3 9နှစ်ဖြစ်ပါတယ်ပေါ့နော်ဒီနေ့အတိုင်းပဲဒီအပေါ်မှာရှိတဲ့ဒီအပင်တွေကိုကျွန်တော်မက်ဆေ့များပြန်ပြီးတော့ညှီကြည့်လို့ရတယ်ပေါ့နော်စစ်ကြည့်လို့ရတယ်ခေတ္တဆွေဒီ99လီဒီ20နဲ့5ပေါ့နော်၃ည၄ချိန်၃ည 3965လေးနဲ့ချိန်ပေါင်းတာကချက်3နဲ့3များနဲ့ပေါင်းရှင်းက3လေးနဲ့ချိန်ပေါင်း8ကို9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ဒါဆိုရင်95ပေါင်းရှင်းတဲ့စေဖြစ်ပါတယ်ခင်ဗျာ။3နဲ့9ပေါင်းရှင်းတဲ့စေ7နဲ့ချိန်ကြံတဲ့အတွက်ပေါင်းရှင်း16ဖြစ်ပါတယ်။6ကိုလည်းအပေါ်အနည်းတိုင်းပဲ3နဲ့ထပ်ပေါင်းတာဆိုရင်9 6ကိုကြီးမှ3 9နဲ့9အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ရှောက်ကိုကီမှာ3ခုနှစ်ဆိုပြီးတော့နံပါတ်20နဲ့ချင်းမှာရည်ပြထားခြင်းဖြစ်တယ်ဗောနော်72ကြိမ်အတွက်ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်ငါးငါးလီ25 6လီလီဒီ20နဲ့လေတက်က5ကြိမ်ပေါင်းထားတဲ့အတွက်ငါခုနှစ်နှစ်ကြိမ်ပေါင်းဆက်လေနှစ်နှစ်ကိုနှစ်က73တုံးနှစ်ကြိမ်6ကိုခုနှစ်နဲ့ထပ်ပေါင်းပေးမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ငါးငါးပေါင်းချင်း30ဖြစ်မယ်ပေါ့နော်။ပြီးရင် ဒီ၄နဲ့6ပေါင်း80၄နဲ့7ပေါင်း9 9ကို9နဲ့ပေါင်းတော့12ရတဲ့အတွက်နှစ်ကိုလည်း3နဲ့ထပ်ပေါင်းတော့ဆိုရင်9ပေါ့နော်နှစ်9ကီးဆိုပြီးဖြစ်ပါတယ်ဒါဒီကျွန်တော်နှီးအရာပေါ့နော်12ချိန်မှာနှီးအရာတင်ချနှီးအရာနှစ်9အထိကီးဆိုပြီးဖြစ်ပါတယ်ဒါကကျွန်တော်ဒီနှစ်9အထိကီးမှာနှစ်နှစ်ခွန်တပင်ခြံပေးသွားခဲ့ဖူးတယ်ပေါ့နော် ခေတာဆွေခုနကကျွန်တော်ဒီပြီးခဲ့တဲ့တပတ်နီးအဆက်အဒီ93လေးကနေစားလာတဲ့ကီးနှလုံးနီးအဆက်ကဒီ72ကျိန်ပါဆိုရင် နေ့ရှစ်အထိကီးရနေတယ်ပေါ့နော်ဒီမှာတော့နေ့9ဖြစ်ပါတယ်ဒီခေတာဘက်မှာ69ရဒီဘက်က93ရဆိုတော့93တွဲ39နေပေါ့နော်ဒီဘက်မှာနေ့9ရနေ့နေ့ ကုနေရှိအတိကီရဲ့နေငါအတိကီရဲ့စပီးဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီတပတ်မှာတော့နေတလုံးပုံတူနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အပြည့်ခွေကနန်းခုနှစ်လုံးထဲမှာတော့နေတလုံးပြောက်တယ်ဗောနော်ဒီမှာတော့နေတလုံးပါတယ်ဒီထိတ်လေးပိအားနေကနန်းမှာဆိုရင်ရှင်းနဲ့ငါးနဲ့ပြောင်းမယ်ဗောနော်ဒါကြောင့်မို့နေလုံးပိလားဗောနော်ဒီမှာနေတလုံးပုံတူနေတာဖြစ်ပါတယ်ဒါဒီ ကျွန်တော်72ချိန်အတွက်ပေါ့နော်ဒီမှာနှစ်တလုံးပုံတူနေတဲ့အတွက်ကြောင့်မို့နောက်ထပ်ကျွန်တော်အကီနှလုံးနီးအတိတ်ကိုထပ်ပြီးလေ့လာကြအောင်ဒီတိလေးအထီးကီပေါ့နော်တိလေးအထီးကီမှာတိတိ6အတိတိထိနေအလဲဖြစ်ပါတယ်3 6အထီးကီမှာတော့693မြ6ကတော့ထိပေါ့နော်6ဒီထိစီ693မြ3မြ3ကီမှာ593မြ3 3ဒီအပိတ်95ကီမှာ93မြ4 5ထိ တုံများ3ကီးမှာ9တုံများ3ဆိုတော့တုံများကို3ကို အလေနဲ့အပိတ်ဖြစ်ပါတယ်။6ကိုကီးမှာ336 6တိအပိတ်ပြီးရင်8တိအထိကီးပါနော်။တုံများ၄တိဆိုရအတွက်တတိအပိတ်ဖြစ်ပါတယ်။ပြန်ရှင်းတဲ့အထီးကြီးမှာ6 6ခွန်8တီထိတ်စီ6ကိုကြီးမှာ6တုံများ6 6တီထိတ်နေအလဲ6ကိုကြီးမှာ6 6နဲ့ဒီ6တလုံးကထိတ်နေအလဲပေါ့နော်နေငါကြီးမှာ6 6 5 5အပိတ် 6ကိုကြီးမှာ9ရှောင်းနဲ့6ကို9ကို ဖြစ်ပါတယ်။တေလေးကြီးမှာတော့တုံညာလေးလေးလေးဒီအလေနဲ့အပိနီယာဖြစ်ပါတယ်။နေငါအထီးကြီးမှာနေနေတဲ့နေဒီထိတ်စီနဲ့အလေပြီးရင်တော့တုံညာ3အထီးကြီးမှာရှစ်လေးတော့3ဒီအပိဖြစ်ပါတယ်ခင်ဗျာ။ရှစ်တဲ့အထီးကြီးမှာရှစ်ရှောင်း3ရှစ်ဒီထိတ်စီ9နှစ်အထီးကြီးမှာနေတုံညာကို2ကို9ကိုဖြစ်ပါတယ်။9နှစ်အထီးကြီးမှာခုံခုံ9ကိုအပိဖြစ်ပါတယ်ခင်ဗျာ။ OK ဒီမှာတော့နံပါတ်16ချိန်ရှိသွားပြီဖြစ်ပါတယ်နံပါတ်19မှာကျွန်တော်ညအရာ၄ခွန်အထီးကြီးဖြစ်ပါတယ်ခွန်3များ3များဖြစ်ပါတယ်ဗောနောခွန်ထိပ်ပြီးတော့ဒီမှာလည်း3ခွန်ခွန်အလေးခွန်ကီကီမှာ69လေးလေးအပိတ်58ကီမှာ9635ဒီထိပ်69ကီမှာ68ခွန်6ထိပ်9ညအထီးကြီးမှာနည်းနည်းခွန်နှစ်ထိပ်နည်းလေပြီးရင်နည်းနည်းခွန်ပြီးတော့388မှာ9ရှစ်အထီးကြီးတဲ့က8အပိတ်388 6ကိုကီမှာ3တုံများကိုကိုအပိတ်တုံများ3ကီမှာ3ငါနဲ့3ထိပ်9နဲ့အထီကီမှာ3ကိုနဲ့ဆိုတော့ပြည့်ခရီးတစ်ပတ်မှာအထီကီ9ကိုနဲ့ကိုနောက်ခုစလုံးချပေးသွားခဲ့တာဖြစ်တယ်ဗောနော်ဒီအနောက်ဆုံးတလုံးကဒီလုံးပိုင်အနေနဲ့ချပေးနေတာတွေ့နေရတယ်ဗောနော်โอเคဒီနေ့အစ်စ်ကိုလည်းကျွန်တော်ထပ်ပြီးတူတူလေ့လာကြည့်အောင်လားခင်ဗျာ ကိုနှစ်အထီကီးဖြစ်တယ်ဗောနော်အဲ့ဒီနီးအဆက်ဖြစ်ပါတယ်သူရဲ့နီးကတော့ဒီခုနှစ်ကို၃ချိန်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာခွန်၃ဒီ၂၁တိပေးကြည့်မယ်၃ည၃ချိန်၃ညအခုနှစ်ထပ်ပေါင်းကိုတေကာ၃ချိန်ကိုရှောင်းပေါင်းရှင်းဒီ၅ဒီ9ကတော့9ချိန်ပေါင်းထားတာဖြစ်တဲ့အတွက်25 9ပဲရည်မယ်ပြီးရင်3ချောင်းတစ်ချိန်3 3 4ကို4နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် တကူပေါင်း30 55ပေါင်း30 64ပေါင်း30ခုတကူပေါင်း30ဆိုတဲ့အတွက်၃ညသလုံးကြံမယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်၃ညကိုနောက်ထပ်ဒီနည်း၃နဲ့ပေါ့နော်၃ညနဲ့၃ပေါင်း၃ဆိုတော့၃၅ည၃ဒီထိစီဖြစ်ပါတယ်၃ည၃အထီးကီမှာ၃၅ည်ဖြစ်ပါတယ်ပေါ့နော်โอเคဒီနံပါတ်20ခုမှာရေးပြထားတယ် ဒီနေ့အတိုင်းပဲဒီဘဝပင်ဒီကိုကျွန်တော်မရှိမြပြန်ပြီးစစ်ကြည့်ရှင်လဲဆိုရင်စစ်ကြည့်လို့ရမယ်ပေါ့နော်ဒီပုံဒီနေ့အတိုင်းပဲဖြစ်ပါတယ်ဒီတုံများ၃ချိန်၃ည၃33 43 9ချိန်6နဲ့3ပေါင်းတော့ခွန်ခွန်9လီဒီ30နဲ့5 43လီဒီ72ကို6နဲ့ထပ်ပေါင်းရမှာဖြစ်တယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီ9နဲ့ခွန်ပေါင်း16 6နဲ့ပေါင်းရင်10 ဒီနှစ်နဲ့၅ပေါင်းချင်းခွန်ခွန်ကိုနှစ်နဲ့ပေါင်းတော့၉ဖြစ်ပါတယ်။ဒါကြောင့်မို့ ID ၉ကိုလည်းအပေါ်ကလည်းမျိုးပဲ၃နဲ့ပေါင်းတော့၁၂၉နှစ်အထူးကိမှာ၃ခုနှစ်ဆိုတဲ့အတွက်အထူးကိကအလဲနှစ်ကတော့အပိတ်၃ခုနှစ်ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့၉နှစ်ကိမှာ၃ခုနှစ်ဆိုပြီးတော့၉ဒီအလဲထိန်ဖြစ်ပါတယ်ဗောနော်။နှစ်ကအပိတ်ဖြစ်ပါတယ်။ဒါဆိုရင်ဒီနှစ်အတိုင်းပဲ၃၀ဆက်နှစ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြအောင်ပါနော်63 48 43 12 3ကတစ်ကြိမ် ပြင်းရင်ခွန်ရခုနှစ်ကတစ်ချိန်ပေါ့နော်နင်းနဲ့ကိုပေါင်းတာက73 95လီ40နဲ့5ခုနှစ်ကတစ်ချိန်33လီ6ကို4နဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာနင်းနဲ့10ပေါင်း13ခွန်30ဖြစ်ပါတယ်9နဲ့ခွန်ပေါင်း16 4နဲ့ပေါင်းရင်20ဂျန်နီရာက3နဲ့5ပေါင်းတော့ပေါင်းရှင်း6ရတာဖြစ်ပါတယ်အဲ့ဒီ6ကိုလည်းကျွန်တော်ဒီအတိုင်းပဲ3နဲ့ပေါင်းတော့9 6ကိုကီးစပီးဖြစ်ပါတယ် ။ဒါဆိုရင်29ကြိမ်အတွက်ဆိုရင်တော့ကျွန်တော်ဒီမှာ6 9ကြိမ်ဆိုပြီးဖြစ်မယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်သင်ပေးရှင်းတာဖြစ်တယ်ပေါ့နော်။မိမိတို့ကြိုက်တယ်ဆိုမှပဲယူပါခင်ဗျာ။ဒါ20နံပါတ်3ပေါ့နော်။ဒါလေးကတော့ဤနံပါတ်2ဖြစ်ပါတယ်။နီးနံပါတ်2ဒါဆိုရင်ကျွန်တော်အစောစောပိုင်းမှာပြထားတဲ့ပြီးခရီးပါနီးအဆက်ကိုလည်းထပ်ပြီးတင်ပြသွားမယ်ပေါ့နော်ဒီမှာတော့9 5ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့6 9ဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့နေချစ်နေငါ69ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်69ရဲ့နေငါရဲ့တွေ့လို့ရှင်းပြနေမှာပေါ့နော်။ဒါဆိုရင်နေ6အတွဲနေ9အတွဲဖြစ်ပါတယ်။ပြီးရင်6 9အတွဲ9 69အတွဲဖြစ်သွားမှာပေါ့နော်။ Oh sorry ကျွန်တော်ဒီ6 9အတွဲဖြစ်မှာပေါ့နော်။6 9ကနေရာမှာ9 9ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်12ချိန်အတွက်ဒီ၄တွဲရတယ်ပေါ့နော်။ โอเคဒါလေးကတော့ကျွန်တော်မိတ်ဆွေများတန်နည်းလေးလာလို့ရအောင်တင်ပြရှင်းတာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကျေးဇူးအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ